မြန်လာပါညာရှိခွာဆာဆောင်မှနှုတ်ခွစသားပါရယ်အော်တိုဘာလာ28ရက်2025ခုနှစ်အင်္ဂါနေ့သာရပြောင်းကိုစိန်လုံးကျွမ်းမဲ့ကိုစားလို့ကိုညာကိုအမိမပြုနေသွားလျာနိုင်သာရပြောင်းကိုမြမပြုလို့တုံတန်ချန်ခန်းချီသုံးခန်းငယ်ကကောင်းရှင်ကပြညတ်တရားသုံးပါတုံတန်ဆရာဖော်ပြတော့ပြညတ်တရားသုံးပါကိုယနေ့ညမှာဆွေးရှင်ကြပါရှုအလုံးမင်းလူတိများရင်ထင်ရှားသောနှုတ်ကပတ်တော်ဖြစ်ပါသည် ကျွန်တော်တို့ကိုဖန်ဆင်းသောရှင် ထာဝရဘုရားခင်အလိုတော်ဖြစ်ပါသည်။ယုံကြည်သူဖြစ်လေသင်ချာပေါက်လိုက်နာ၍လုံးဆောင်ရမည်ကိစ္စဖြစ်ပါသည်။ပထမတစ်ချက်ကတော့ဘုရားခင်ကို စိတ်လုံးကျွမ်းမဲ့ကိုးစားကြဖို့ဖြစ်ပါသည်။အတိပေကတော့ဘုရားခင်ဂရီတော်များကိုကိုးစားဖို့ဖြစ်ပါ၏။ထာဝရဘုရားဂရီတော်များသည်ပြောင်းလဲခြင်းရှိပါ ပြက်ကွက်ခြင်းမရှိပါမာယုံခြင်းမရှိပါအကန့်အသတ်မရှိပါဘူးနော်ထို့ကြောင့်နှုတ်ကပတ်တော်တမန်ကျမ်းစာ၌လာသောဂရီတော် Lost Promise များကို စိတ်နှလုံးကျွင်းမဲ့အားထားယုံကြည်ရပါမည်ဒုတိယအချက်ကလည်းအရေးကြီးပါ၏ကိုညာကိုအမိမပြုပါနဲ့တတိထားပါ အမှုရောက်နေကိုခုအားကိုညာပညာကိုသာ အမိပြုခြင်းမပြုရပါ အချို့ကတော့ဖျားကီကဉာဏ်ပညာပေးတာပဲအုံနောက်ပေးတာပဲယူကြပါ၏ဖျားကီပေးတော့အုံနောက်က49အောင်စာပဲရှိပါသည် ကီလိုနည်းပြောရင်တိတ္တမ4ကီလိုနည်းပါမြန်မာလိုရှုတော့တပိတ်တာလောက်ပဲရှိတာပါ တခါကအမေရိကန်ပြည်မှာမြန်မာတယောက်ဤရှင်းယူလို့သွားရပါ၏ ပိုင်းနာတို့အင်္ဂလိပ်စကားမတတ်သောကြောင့်စကားပြန်ကို ခေါ်သွားရပါသည်။ရှီယာဝေကယောဂမျိုးကိုပြောရင်းစကားပြန်ကဘာသာပြန်ပြီးပါ၏။အမကြီးယောဂကအစာအိမ်ရှုပ်ပြေးသွားတာထိုအခါလူနာခင်ဗျာထိတ်လန့်၍ဝုန်းကနေလိမ့်ကျသွားပါ၏။ရှီယာဝေပြောချင်တာက အစာအိမ်အနာဖြစ်တာပါ ဘာသာပြန်သူဤဉာဏ်ပညာကြောင့်လူနာခမယာတီတော့မြည်ဟုအောင်းမိတော်ပါ၏တတိယအပြည့်ညက်တရားကတော့သွားလေးရမှာသာရဖျားကိုမြေမောက်ဖြူဖို့ကဘဝခီးကမနီးပါအနည်းစင်မီခီးဆက်နေရပါသည်တနေ့ပြီးတနေ့ပေါ့ ထိုခီးလန်းကိုလျှောက်သွားသောအခါသာရဖျားကိုမျက်မှောက်ပြုရပါမည်။စောက်ထိန်တော်မူလိမ်ကျူးသောဓမ္မတချင်းရှိပါသည်။နေစဉ်လျှောက်ရာခီးလန်းမှာကိုရောစောက်ထိန်လိမ်မည်ဟုသောအကြောင်းပောင်းဝင်ပါသည်။ဖျားခီးဤစောက်ထိန်တော်မူကျူးကိုရောက်ဖို့အတွက်သာရဖျားကိုမျက်မှောက်ပြုရမှာပါ။ဝေါ်ခီးဝိကြီးဆန်တခီးယေရှုနှင့်တူတော်လာဖို့ဖြစ်ပါ၏။ယနေ့တွင်ကြားလိုက်ရသောတုတ်တန်ရှာ၏ပညာတရားသုံးပါးကိုအလေးထားမှုပါမိတ်ရှင်။တင့်သာရဖျားကိုစိတ်လုံးကျွမ်းဝဲကိုစားပါနှင့် ုညာကိုအမိမပြူပါနဲ့တော့သွားလျေရာသာရဖျားကိုမြေမောက်ပြူပါအားလုံးဖျားရင်ကောင်းချီးပြူပါစေ